တရုတ်သမ္မတရှီကျင်းပင်ဟာတောက်ကြာနေ့ကပေကျင်းမြို့တော်မှာထိုင်းဘုရင်မဟာဝါချီယာလောင်ကွန်နဲ့မိဖုရားစုတီတာတို့ကိုနှွေးထွေးစွာကြိုဆိုခဲ့ပါတယ်။ဒါဟာထိုင်းဘုရင်တစ်ပါးတရုတ်နိုင်ငံကို290အတွင်းပထမဆုံးအကြိမ်တွားရောက်ခဲ့တဲ့ခရီးစဉ်ဖြစ်ပြီးနှစ်နိုင်ငံတန်တမန်ဆက်ဆံရေး290ပြည့်အချိန်ကာလဖြစ်ပါတယ်။ပေကျင်းအစိုးရကဒီခရီးစဉ်ကိုထိုင်းနိုင်ငံရဲ့မိတ်ဆွေကောင်းအိမ်နီးချင်းအဖြစ်နဲ့ရောယုံကြည်အားထားရတဲ့စီးပွားရေးမိတ်ဖက်အဖြစ်ရော ပြသဖို့ရည်ရွယ်ပါတယ်။ဒီသတင်းပတ်အစောပိုင်းက စပိန်ဘီယင်ဖီလစ်နဲ့မီဘီယာလီတီစီယာတို့ရဲ့ခီးစဉ်နဲ့အတူဒီခီးစဉ်ကိုလည်းကောင်းမွန်တဲ့ဆက်ဆံရေးအဖြစ်တရုတ်မီဒီယာတွေကမိမောင်းထိုးပြခဲ့ပါတယ်။ထိုင်းဘီယင်ရဲ့တရုတ်ခီးစဉ်ဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီနှစ်ထဲမှာတရုတ်သွင်းကုန်တွေအပေါ်အခွန်နှုန်းထားတွေအကြီးအကျယ်တိုးမြင့်ခဲ့တာနဲ့တော့စံကျင်ဘက်ဖြစ်နေပါတယ်။တချိန်ကထိုင်းနိုင်ငံဟာတရုတ်နိုင်ငံကိုချိမ်းချောက်မှုအဖြစ်ရှုမြင်ခဲ့ပြီးစစ်အေးခေတ်ကာလမှာကွန်မြူနစ်ဝါဒကိုဆန့်ကျင်ဖို့အမေရိကန်နဲ့အနီးကပ်မဟာမိတ်ဖွဲ့ခဲ့တာပါ လက်ရှိထိုင်းဘရင်ဟာ1989ခုနှစ်မှာခမဲတော်ရဲ့တောင်းဆိုမှုအရတရုတ်နိုင်ငံကိုတကြိမ်သွားရောက်ခဲ့ပူပါတယ်။ခမဲတော်ဘူမိဘောကတော့တရုတ်နိုင်ငံကဖိတ်ကြားခဲ့ပေမဲ့တခါမှမသွားရောက်ခဲ့ပူပါဘူး။ဆေးအေးခင်နောက်ပိုင်းတရုတ်နဲ့ထိုင်းနိုင်ငံတို့ကုန်သွယ်ရေးနဲ့ယင်းနှိမ့်နယ်မှုတွေကနေတဆင့်နှစ်နိုင်ငံဆက်ဆံရေးဟာခိုင်မာလာခဲ့ပါတယ်။တရုတ်နိုင်ငံဟာထိုင်းခရီးသွားလုပ်ငန်းရဲ့အဓိကယင်းမြစ်နိုင်ငံဖြစ်ပြီးတရုတ်နိုင်ငံဟာအဓိကယင်းနှိမ့်နယ်သူဖြစ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကတရုတ်နိုင်ငံကနေကုန်ပစ္စည်းတန်ဖိုးဒေါ်လာဘီလီယံ80ဖိုးထိုင်းနိုင်ငံကဝယ်ယူခဲ့ပါတယ်။ဒီချိန်ထဲမှာပဲတရုတ်နိုင်ငံကအာဆီယံဒေသနဲ့လက်ရှိလွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ်ကိုပို့ပြီးခိုင်မာစေဖို့အစီအစဉ်တွေကိုလည်းကျင်းပခဲ့ပါတယ်ခင်ဗျာ။